လူဘဝဆိုတာကိုလိုချင်တာကြည့်လဲရမှာမဟုတ်ဘူးကိုတွေးချင်တာလဲကြည့်လဲတွေးမှာမဟုတ်ဘူးလိုချင်တာလဲရမယ်မလိုချင်တာလဲရမယ်တွေးချင်တာနဲ့လဲတွေးမယ်မတွေးချင်တာနဲ့လဲတွေးမယ်အဲ့ဒီထဲမှာအကောင်းနဲ့လဲတွေးမယ်ဆိုးနဲ့လဲတွေးမယ်အကောင်းနဲ့ရမယ်ဆိုးနဲ့ရမယ်အဲ့လိုကြုံတွေ့လာတဲ့လောကရဲ့ သဘာဝလောကဓာတ်မုံတိုင်းနဲ့တွေ့တဲ့အခါမှာကိုယ်စိတ်ဟာရင်းရင်းနေဆိုတာမဖြစ်ဖို့ရတဲ့လေ့ကျင့်တာဟာစိတ်အလှပကိုဒုစရဆင်ပေးတာနဲ့အလားတူတယ်။လှပအောင်ပြင်ထားတဲ့စိတ်ကလေးကိုကြံ့ခိုင်အောင်ထမှန်ပြီးတော့ပညာစိတ်ထက်ကြံ့ခိုင်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ဉာဏ်နာပုဂ္ဂိုလ်လို့ခေါ်တာပဲနော်။ ယန္တဖြစ်သွားပြီဆိုရင်စိတ်ဓာတ်ချန်ခိုင်းယန္တမဖြစ်သေးတော့လည်းမိမိစိတ်ဓာတ်ချန်ခိုင်းအောင်ပြင်ဖို့အရေးကြီးတယ်။ဘလောက်တိုင်းတာထိကိုယ်စိတ်ဟာခဏရင်ရှိပလဲဆိုတာကိုနှလုံးသွင်းခြင်းဖြင့်စိတ်ကိုစိတ်နဲ့ပဲပြင်ဆင်ရတာစိတ်ရဲ့အညစ်အကြေးကိုစိတ်နဲ့ပဲဆီချော်စိတ်ကိုစိတ်နဲ့ပြင်နေဆိုတာအသိပညာကင်းမဲ့လို့ဖြစ်လာတဲ့အညစ်အကြေးတွေကို တတိနဲ့ပညာနဲ့ပေါင်းဆက်ပြီးတော့ပြင်တာပဲရေးကြောင်ဖြစ်တဲ့ညုံကိုရှည်နဲ့ပဲပြန်ပြီးတော့ဆေးကြောတန်းစင်ရတာဟုတ်လားဒူရီဟာရေးကြောင်ဖြစ်တဲ့ရွှေညွန်တွေကိုရေနဲ့ပဲပြန်ဆေးရတယ်ဆေးတဲ့အခါမှာပါရှင်စင်ကြတာထို့တူပဲစိတ်ကြောင်ဖြစ်နေတဲ့မတန်ရှင်းတဲ့ပူလောင်တဲ့သဘာဝတရားတွေကို တတိပညာလုံလဝိရိယဆိုတဲ့အစွမ်းထက်တဲ့အရာတွေနဲ့တွဲဖက်ထားတဲ့စိတ်ကလေးနဲ့ကိုယ်စိတ်ရဲ့ပူလောင်မှုတွေမအေးချမ်းမှုတွေအငြိအကြေးတွေကိုစိတ်နဲ့ပဲပြန်ပြီးတော့သုတ်သင်ရှင်းလင်းချရတာဖြစ်အဲ့ဒီသုတ်သင်ရှင်းလင်းနည်းကိုရသော်ပြကဟောကြားဖျားတရားနာရဲဆိုတာအဲ့ဒီအသည့်တွေရပြီးတော့လောက်ချဘူး လောက်ပဲနေတော့မရဘူးပဲဟာကိုယ့်ကိုယ်စိတ်တက်ဘလောက်ချမ်းခိုင်ပြီဆိုတာကိုစဉ်းရဲစဉ်းစားပြီးတော့ဒီလောက်ချာစဉ်းရဲတုံးပြားနဲ့စဉ်းစားလိုက်ရင်လည်းချမ်းခိုင်မှုဆိုတာရတာတော်အသိရတာဥပမာပဲမမြဲတဲ့သဘာဝနဲ့တွေးရတဲ့အခါမှာကိုလိုချင်တဲ့အရာဆုံးရှုံးသွားတဲ့အခါမျိုးမှာ ကိုတွေ့တာနှစ်သက်မြတ်လို့တဲ့အရာနဲ့ခွဲရတဲ့အခါမျိုးမှာဘလို့ဆင်ကြရမလဲအေးတန်ကုထထလာပါဒုက္ခကြီးရဲ့သဘာဝဟာတွေ့ကြုံဆုံး꿰ပဲဘာတတ်နိုင်ပါလဲဆိုတဲ့အတွေးလေးနဲ့ရှော့ချတီလို့ရှော့ချမကြည်ဝင်တဲ့ဒေါသတွေဖြစ်လာပြီဆိုလို့ရှိရင်လေအေးဒီဒေါသတရားဆိုတာ မဟုတ်ဘယ်နှိမ့်စမဲ့တရားဖြစ်တယ်ဒေါသဖြစ်နေတော့ယောငါအတွက်ကောင်းကျိုးချမ်းသာမှာမရတစ်ဖက်သားကိုငါစိတ်ဆိုးနေယောငါအတွက်ကောင်းကျိုးချမ်းသာရမှာလို့ရမှာလားတစ်ဖက်သားရဲ့စိတ်ဆိုးမှုတစ်ဖက်သားရဲ့စော်ကားမှုလက်ခံပြီးခေါင်းထဲမှာစဉ်းစားနေလို့ရှိရင်ငါမှာပဲဆုံးရှုံးမှာပဲလို့ ဒီလိုစဉ်းစားလိုက်ပြီးတဲ့အခါကျတော့အေးကိုယ်ကပ်ပါတာမှမဟုတ်တာသူပြောတာသူနဲ့သာသက်ဆိုင်တယ်ငါလည်းမဆိုင်ဘူးဒီလိုနှလုံးသွင်းပြီးတော့ထွေသားရဲ့စော်ကားမော်ကားတာနဲ့ကျုံတဲ့အခါမှလည်းအဲ့ဒီလိုတိခတ်နေတဲ့နေရာ